အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ PSG နဲ့ Arsenal ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီးပြီးတော့ Paris Saint-Germain ကတော့ သူတို့ရဲ့အင်ဂွင်မာလေတာကျွန်တော်အာဆနိုအသင်းကို2ဂိုး2ဂိုးဆိုတဲ့ရလနေတာအာဆနိုအသင်းကိုအနိုင်ရခဲ့ပြီးဒါကျွန်တော်တူတေအားလုံးပေါင်း3ဂိုး2ဂိုးဆိုတဲ့နှစ်ကြော်ပေါင်းရလနေတဲ့ဒုတာကျွန်တော်တို့ချန်ပီယံလိဖိုင်နယ်ကိုတက်လှမ်းသွားခဲ့ပြီဖြစ်တယ်။ဒီနေ့ပွဲစံမှာခြေစွမ်းရပြောမယ်ဆိုဒီနေ့ပွဲစံမှာ tactically ရဒီနေ့ပွဲစံမှာနှစ်ယောက်လုံးက tactical နဲ့မဆိုင်ဘဲနဲ့ဒါ individual skill တွေကိုပို့ပြီးတော့မိခိုးတယ်ပေါ့နော်။ဒီနေ့ပွဲစံမှာအထူးသဖြင့် PSG Persin Jamming ကဒါကျွန်တော်ရှေ့ပွဲကလောက်ခဲ့လို့ဒါကျွန်တော် Nuno Mendes Super ဒါကျွန်တော်စုစုစည်းပုံစံမျိုးလောက်တာထပ်ဆိုင်ဒီနေ့ပွဲစံမှာ free flow ကိုပို့ပြီးတော့အပြူခဲ့တဲ့ဒါကျွန်တော်တို့ လူးဝစ်အရီဂျေရဲ့အသင်းကိုတွေ့ခဲ့ရမယ်။တစ်ဖက်ကအာစနယ်ကအခုလက်ရှိမှာပြဿနာတော်တော်များများကိုလည်းဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ဒါကျွန်တော်ရှေ့ကပွဲစဉ်အတိုင်းပဲတိတ်ပြီးတော့မထူးမညာလာတဲ့ပွဲစဉ်ကိုဒါကျွန်တော်အာစနယ်သင်းစီကနေတွေ့ခဲ့တယ်။ပွဲစချင်းကျွန်တော်ဒါ10မိနစ်လောက်မှာဒါကျွန်တော်10မိနစ်55မိနစ်ပတ်ချာလိုက်တော့မှအာစနယ်သင်းအပိုင်လုံးနေအများကြီးများရခဲ့တယ်မှာပါတယ်။ဒါကျွန်တော်သောမက်စ်ပါတီရဲ့လက်ပစ်ဘောတွေကတဆင့်ဒါကျွန်တော်ဆက်ပီးစေကတဆင့်ဒါကျွန်တော်ရဖို့အတွက်ဂိုးတွေရဖို့အများကြီးကြိုးစားခဲ့တယ်။ဒါဒီနေရာမှာဒါတစ်ဖက်ရဲ့ဂိုးသမားဖြစ်တယ်ဒါကျွန်တော်တို့ ဒေါ်နာရမာကဒီနေ့ပွဲစံမှာလေဒါကျွန်တော်အိမ်ကွင်းအဝေးကွင်းရဲ့လက်စွမ်းပုံစံတိုင်းပဲတကယ်ကိုဒါကျွန်တော်တော်တော်လေးကိုတည်တတ်တဲ့လက်စွမ်းတွေကိုလုပ်ပြနေခဲ့တယ်မှာပါအဲ့တော့ဒီနေ့ပွဲစံမှာဒါကျွန်တော်ဖာသားကြီးပြောလို့ကျွန်တော်သတိထားခဲ့မိတဲ့အချက်တစ်ခုကဘာလဲဆိုတော့အာစနယ်ကစားသမားတွေဒါကျွန်တော်တို့ဒုတိယဂိုးပေးလိုက်တဲ့အချိန်ကိုကြည့်လိုက်ရင်သိတာတယ်ဗျအာစနယ်ကစားသမားတွေတော်တော်လေးကိုပွဲပန်းနေတယ်ဒါကျွန်တော် PSG ကစားသမားတွေနဲ့ရှင်းမယ်ဆိုလုံးဝပွဲမတိုးနိုင်ဘူးပွဲပွဲပေါ့ကျွန်တော်ပွဲရဲ့ဟို momentum ကိုလိုက်ပြီးမတိုးနိုင်တော့ဒါကစားသမားတွေနဲ့တစ်ဖက်ကဒါကျွန်တော် flow နဲ့တွားလီတွားလီတစ်ဖက်က ကကစားသမားရဲ့ရက်တက်အဲ့တော့ပြက်စစကြည့်အောင် Paris Saint Germain နေနဲ့ရှေ့ပွဲမှာဒါကျွန်တော်တို့ဂျာဦးနိဖ်ကလွင်အကုန်လုံးတသိန်းလုံးနီနီနားခဲ့တယ်ကုသမအစားအဲ့တော့တစ်ဖက်ကဒါကြောင့်အာဆုံတင်းတဲ့ဘုံမောင်းတဲ့ပွဲစမှာဒါမနားခဲ့တဲ့ဒဏ်ကိုဒီနေ့ပွဲစမှာခံစားရလားတကယ်လည်းဟုတ်တယ်ဗျကျွန်တော်ဖာသာကြီးပြောလို့ပဲဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဒုတိယကိုတာကျွန်တော်တို့ဟာကီမီသွင်းသွားရအောင်လို့ဆိုတကယ်ကိုအာစနိုကစားသမားပေါ်တီပေါ်ပြတ်နိုင်လို့မီတော်တော်လေးကိုကျွန်တော်တို့ ဟိုလိုအပ်ချက်ရှိတယ်လို့ခံစားရတယ်။ခုနကတချို့တော့မာဒီနယ်လီဆိုရင်မောပန်းနေတာလား။ဒီနေ့ပေါ်မှာတသိန်းလုံးကိုချိလိုက်ဒါတစ်ခုမို့တစ်ခုလူနေတဲ့ဥစ္စာမျိုးကိုခံစားရ။အဲ့တော့ဒီနေ့ပေါ်မှာအာတီတာကရရှင်းနဲ့မရီနိုကိုစင်တာဖော်ဝါဆဆန်တုံးနေ။ဒါကျွန်တော်တို့ဒါဆက်ပီးစတင်ကနေပြီးတော့ခေါင်းတိုင်မလား။ဒါမှမဟုတ်ခုနကပေါ်ဆိုပေတာစင်တာဖော်ဝါဆဆန်တာတောင်မန်နီရဲ့ပလီတွေကိုကူညီမလားဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။အဲ့တော့ဒီနေ့ပေါ်မှာဒါကျွန်တော်အားလုံးမျှော်နေတဲ့ Thomas Party ပါတဲ့ Queen လေးကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာ Thomas Party ပါမယ်။ Declan Rice ရဲ့ Tight Set ဆွဲကိုတိတ်ပြီးမတွေ့ခဲ့ရဘူး။ဒါ Declan Rice ရဲ့အနေနဲ့ဒီနေ့ ပွဲစမှာဒါကျွန်တော်တို့ပြောမယ်ဆိုရင်ကိုရောတိုက်ဆစ်ဆိုရင်မှာပါလာဘူးတော့တော်တော်လေးကိုမျောလင်းခဲ့တယ်တတော်တတော်ကြီးကိုမျောလင်းခဲ့တယ်အမှန်ပဲဒါပေမဲ့ Tobias Party ပါဒီနေ့ပွဲစမှာ Declaration တာ Movement တွေကတော်တော်လေးကို limit ဖြစ်ခဲ့တယ်ဒါပေမဲ့ဒါကိုဖြစ်မနေကျူးတရားမှာရအောင်နေတယ်ဂျာအိုနီဗနီနဲ့လက်ရှိမှာတကယ်ကိုကောင်းလင်းခဲ့တယ်နေရာတိုင်းကိုကြည့်လိုက်ပါဒီနေ့ပွဲစမှာဒါအမှန်တိုင်းပြောမှာဆို Vintinya တယောက်ပနတီလွဲတာကလွင် Vintinya နဲ့ဂျာအိုနီနေရာတိုင်းမှာရှိတယ်ဒါကျွန်တော်တို့ Vintinya က Nuno Mendes ကိုတွားကူတယ်ဂျာအိုနီက Hakimi အလွန်ကြိုရှိတတ်သွားရင်ဒါကျွန်တော်တို့သူ့အနေနဲ့ Wingback ပုံစံမျိုးဒါ Inverted Fullback ဲ့ပုံစံမျိုးဝင်နေဒီနေ့ပုံစံမှာဒါကျွန်တော်တို့ခါလိုက်တာကျွန်တော်ထင်ခဲ့တာပေါ့နော်ပထမအိမ်ငွေပုံစံမျိုးနုံနုံမန်ဒက်စ်ကသက်ဆန္ဒဘက်ကူမှာဒါကျွန်တော်ပြန်ပြီး tight လုပ်မယ်လို့ကျွန်တော်ထင်ထားခဲ့ပေမဲ့အဲ့လိုမဟုတ်ပြဒီနေ့ပုံစံမှာဒါ free flow ပဲဒါလုံးဝကိုဒါကျွန်တော်တို့ flare တိနေတာကျွန်တော်တို့ PSG တင်းတင်းကိုတွေ့ခဲ့နုံနုံမန်ဒက်စ်ကဒီနေ့ပုံစံမှာ overlap overlap လုပ်ချင်လုပ်ချင်လုပ်တယ်ဒါသက်ဆန္ဒဘက်ဖြစ်ချင်ဖြစ်တယ်ဒါကျွန်တော်အချိန်လေးပေါ်မူတီပြီးတော့ဒါပွဲရဲ့ဒါတန်ပိုပေါ်မူတီပြီးတော့ဒါနုံနုံမန်ဒက်စ်ပြောင်းလဲတင်ပြောင်းလဲအဲ့တော့ဒါ Louis Enrique ရဲ့အသင်းတသင်းရဲ့ဒါကျွန်တော်အနှစ်သာယာတစ်ခုလို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါ Louis Enrique နေတဲ့ဘောင်းခတ်ထား တဲ့အသင်တသင်မဟုတ်ဘဲနဲ့မင်းတို့အနေနဲ့ဒါကျွန်တော်တို့ဘောင်ခတ်တဲ့ခတ်တယ်ဗျဘောင်ခတ်တဲ့ခတ်တာမဟုတ်ဘဲနဲ့ဒါကျွန်တော်ဒီတိုင်းပဲတော်တော်လေးကိုဟိုလုတ်တင်လုတ်လိုက်တယ်ဆိုတော့ပုံစံအဲ့တော့ဒုတိယကိုကျွန်တော်အခုလက်ရှိမှာကျွန်တော်ပြောင်းကြည့်နေဆိုတော့ဒုတိယကိုမှာတော်တော်လေးနံပါတ်နံပါတ်နဲ့ Thomas Partey ဒါကျွန်တော်တို့သူ့စီကအလုံးလွတ်သွားခဲ့တယ်။ Ashraf Hakimi အေးစစ်စစ်ကန်သွားခဲ့တယ်။အဲ့တော့ဒါဒုတိယကိုမှာဆို Arsenal ကစားသမိုင်းတော်တော်လေးကိုပော့စားတယ်။ဒါကျွန်တော်တို့ဟို Thomas Partey အမားတင်မဟုတ်ဘဲနဲ့ doubt shot ဒါကျွန်တော်တို့ build up လုပ်လာတဲ့ဒါ PSG အသင်းရဲ့ build up ကလည်းတအားအာဆုံးတဲ့အတွက်ဒါကျွန်တော်တို့လွယ်ကူလွန်အားကြီးသွားခဲ့တယ်လို့မြင်တယ်။အဲ့တော့ ပြောချင်တာဒီနေ့ပေါ်ဆုံးမှာအာစနယ်သိညံ့နေလို့ပြောလို့ပြောလို့ရတဲ့ level တော့မဟုတ်မယ်အားနေတဲ့ level ကတော့အမှန်ပဲဒီနေ့ပေါ်ဆုံးမှာတော့ကျွန်တော်အာစနယ်သိအစွမ်းကုန်ကြိုးစားခဲ့တာမှတ်မိမယ်ရှေ့ပွဲကစားထားတဲ့ဒန်ဒီကောဒီလက်ရှိမှာပွဲကစားထားတဲ့ဒန်ဒီရောအာတီနာနဲ့ခုလေးပြန်စစချင်းအောင်၃ပွဲကိုဒါကျွန်တော်၃ရက်တပွဲနှုန်းနဲ့၃ပွဲကကျွန်တော်တိုးတက်အလုံး၉ ကိုရဲ့နဲ့ဆယ်ရဲ့ကြားထဲမှာအာစနိုတင်းရဲ့လက်ရှိ first line ရဲ့ကစားသမားတွေဒါကျွန်တော်၃ဘွဲ့တိတိဆော့ထားခဲ့အဲ့တော့ဒီကစားသမားတွေပွဲပန်းတာတိတ်တော့မထူးစဲအဲ့တော့ဒါအာတီတာရဲ့ဒီတစ်ခေါက်တော့ mindset တော်တော်လေးကိုမှားသွားသူ့နေတာကျွန်တော်တို့ဘုံပေါက်တဲ့ပွဲစမှာ moment ရမယ်လားဆိုပြီးဒါကျွန်တော်ပွဲထုတ်ခဲ့တယ်အဲ့ဒီပွဲစမှာလည်းရှုံးတယ်ဒီနေ့ပွဲစမှာလည်းရှုံးတယ်ပေါ့နော်အဲ့တော့ဒါအာတီတာအနေနဲ့ဒီနေ့ပွဲစမှာသူ့ကိုယ်တိုင်တော့ဒါကြီးကိုတာဝန်ယူရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်အာစနိုတင်းနဲ့ဒါတကယ်တမ်းပြောရမယ်ဆိုတော့စာကာတယောက်ပဲအဓိကအားနာဖို့ကောင်းပါတယ်သူ့ကိုယ်တိုင်ကိုသွင်းခဲ့တဲ့ပြင်ဒီနေ့ပွဲစမှာသူ့ကိုယ်တိုင်ဘက်ကသူ့ဘက်ကပဲအဓိကထိုးဖောက်ဖို့ကြိုးစားတယ်သူ့နေ ဒါစူးစမ်းခဲ့တဲ့ထားမှာနူနိုမင်းနက်စတာအဝါကက်ရသွားတဲ့အထိကိုသွားခဲ့တယ်ပေါ့နော်အဲ့တော့တသိလုံးတိုင်းတားကြည့်မှာဆိုဒီနေ့ပုံစံမှာဆာလီဘာလည်းရောင်းတာပဲဒါဆာလီဘာရောင်းသွားတာမဝယ်သွားတာပဲရှိအဲ့တော့ဆာလီဘာကဒါကျွန်တော်ကြာလေကြာလေကြည့်လာတာဆာလီဘာတယောက်ဂီဘရီယယ်မရှိဘူးဆိုရေရှည်ရ survive လုပ်ဖို့တော်တော်လေးကိုမလိုဘူးကီဝီယောကဒါကျွန်တော်တို့ကြည်ရင်ကြည်ရင်အာစနယ် level မှာရှိပနေဘူးဒေးဗစ်ရိုင်ယာကနောက်ဆုံး moment နောက်ဆုံးချိန်တွေထိသူ့အနေနဲ့အကောင်းဆုံးလုပ်လုပ်အာစနယ်အသင်းကိုဒါကူညီပေးသွားခဲ့တယ်ကျွန်တော်ဖိနေကျွန်တော်ကြည့်ရှင်မှာကျွန်တော်မန်နေဂျာ1-0ပေါ့နော်1-0ကျွန်တော်ကျွန်တော်ဖိရတာပထမ twin goal ကိုသူ အဲ့တူတူကတော့အိတ်နေကျွန်တော်မအိတ်ဖြစ်ဘူးဒီနေ့မေးပြလဲကျွန်တော်သူအိတ်နေတဲ့ချင်းပြီးလဲပြီးတော့ကျွန်တော် online လို့လားမသိဘူးသူ no လားလို့ကျွန်တော် online တာကျွန်တော် arsenal တင်းတာကျွန်တော်တို့ အပိုင်လုံးလာမသိလွဲသွားချင်သူ노လာချင်သူထားကြည့်လဲထားကြည့်လဲဒီရောဒါကျွန်တော်တို့ပြီးလဲပြီးရောဒါကျွန်တော်တို့29မြို့မှာသူလဲထားကြည့်ကောလူဆိုတယ်အဲ့တော့ကျွန်တော်ဖာဟိုအာစနယ်ပြိတ္တတွေတော့မသိပါကျွန်တော်ဖာသားကြီးကဒီနေ့တပွဲလုံးတိုင်းရဘာလို့မအားမရအာစနယ်တို့အာစနယ်အားပြတာဟိုအာစနယ်ပြတော့ခုနကအင်္ဂလိပ်တင်းတင်းသူကအင်္ဂလိပ်တင်းတင်းအားပြရဆိုတာအာဘဒမလုံးဝအားမရပို့ဆိုးတာဗျာတက်ပါဟိုရှုံးနေတဲ့အသင်းတင်းပြီးပြီးမကစားဟာတက်မှာပေါ်ဒီပေါ်ပြင်းတကယ်လဲဟုတ်တယ်ဗျာဒါအာစနယ်သိတယ်ဒါမိနစ်90ဒါဟာကီပြီးတွင်းသွားပြီးတော့မှာစကားကိုပြန်တွင်းပြီးသွားချင်ပါနည်းနည်းလေးပိုတက်လာရဆိုမှာစကားနဲ့ဟာက ကြီးမိကြတဲ့မှာတော်တော်လေးပေါ်တီးပေါ်ပြနိုင်ခဲ့တယ်ဒီနေ့ပေါ်မှာဒါကျွန်တော် ပွဲကလုံမဖြစ်မှန်းတိပင်မဲ့ဒါကျွန်တော်တို့မိနစ်80လောက်ထိစောင့်ပြီးတော့လူလေးတာကျွန်တော်အနေနဲ့အာဒီတာအောင်မကြောက်ထရော့ဆက်ကိုစောစောစစ်စစ်လဲခဲ့တဲ့မရီနိုလုံမဖြစ်သူသူတိနေတယ်ထရော့ဆက်ကိုစောစောစစ်လဲခဲ့တဲ့ဒါကျွန်တော်ကာလာဖီယိုရီကိုလည်းလဲမယ်ဆိုလဲစောစောစစ်စစ်လဲခဲ့တဲ့လူမြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပတ်စံမှာအာဒီတာနေဒီနေ့ပွဲထုတ်တဲ့ပုံစံကတော့ဘာမှသိပြီးအပြစ်ပြောစရာမရှိပြီးမယ်ရှိရလူစင်းကဒါအကုန်ပဲပေါ့နော်အဲ့တော့တစ်ဖက်ကလည်းကျွန်တော်တို့အသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒါ bench လည်းအများကြီးကွာသွားတယ်တော့မှပါတယ်ကွန်မန်တီတာဒါကျွန်တော်ပွဲတင်ဆက်သူကိုယ်တိုင်ပြောခဲ့တဲ့ပုံစံအရဆိုအာဒီတာရဲ့လက်ရှိအာဆုံးတဲ့ လိုအပ်ချက်တွေများစွာရှိရတဲ့မှာလက်ရှိတာအရန်လူစင်းကလည်းအများကြီးပါတယ်မှာပါတယ်။ Okay ဟုတ်တယ်လေဦးနာတိုက်ဆက်ပိုင်းတို့လဲမယ်နင်လားငါလားဟဲ့လဲမယ်ဆိုရင် Leonardo Trossard နဲ့ Ethan Wanderer ကလွဲလို့တကယ်တမ်းဘာလို့မှမရှိအဲ့တော့တစ်ဖက်ကခုနကပေါ်လဲလိုက်တဲ့အချိန်မှာ Dambie Lee ဝင်ကြလာတယ်။ဝင်လာတဲ့ကောင်ကခုန Hakimi ကို assist တစ်လုံးဖန်တီးပေးသွားတယ်။ Hakimi နဲ့ဒီနေ့ပေါ်စမှာတာကျွန်တော် Hakimi ကြောင့်ကျွန်တော်နည်းနည်းလေးပြောအောင် အာရှဖာကီမီနီနဲ့ကျွန်တော်အတွက်မြင်တာဘောနော်ဒါနှိုင်းတာမဟုတ်ဘူးကျွန်တော်တို့မြင်တာကတချိန်ကဒါကျွန်တော်တို့ PSG အသင်းမှာရှိခဲ့တဲ့တေဂူဆေးဗာနဲ့ကျွန်တော်တို့ဆင်တယ်လို့မြင်တယ်အများနဲ့ကြည့်လိုက်ပါကျွန်တော်တို့ဒါအရင်တော့ PSG ကိုကျွန်တော်တို့ဒါအလှမ်းဝေးတယ်ပြောတော့ကျွန်တော် PSG ပွဲစဉ်ကျွန်တော်မကြည့်ရအောင်ဘောနော်ဒါပါဟိုဇာတ်မဇော်တန်ဘာညာရှိရဆိုမှကျွန်တော်သိရဒါပေမဲ့ PSG အသင်းဒါကျွန်တော်ကလပ်ကျွန်တော်ဒါဟိုနာဘောလိုပဲဟို FIFA Team of the Year အကြောင်းပြောလိုက်ပြီဆိုအမြင့်တန်တီကိုဆေးပါပါတယ်ကျွန်တော်လည်းအမြင်နဲ့ကျွန်တော်ဘောကိုရီးယားပြည်သက်လီဘူးကြီးတော့ဟာဒီဘက်ကလောက်တော့ကောင်းလာဆိုအမြင်နဲ့ကျွန်တော် wonder လုပ်ခဲ့တယ်မှာပါတယ် အခုလက်ရှိဒါကျွန်တော်ခစ်တွေကောင်းလာရှင်မှာတီကို saver ဘလောက်ကောင်းလဲကျွန်တော်မြင်လာခဲ့တီကို saver နဲ့ဒါကျွန်တော်တို့ PSG မှာကစားနေလို့ဒါ10 lock recognition ရခဲ့မယ်ဒါပေမဲ့သူလည်း Chelsea လည်းပြောင်းကောဟာတီကို saver ကဒီလောက်ထိကောင်းပါလားဆိုပြီးအကုန်လုံးမြင်သွားခဲ့တယ်ပဲဒီလက်ရှိမှာ Ashraf Hakimi လာရတယ်မယ် Hakimi အခုလက်ရှိဒါကျွန်တော်တို့ ပြေကြီးရောက်ခရက်ကတက်နစ်မှခြေကျသွားရဆိုတာမရှိဘူး။အာရှဟာကီမီတာကျွန်တော်အင်ဝင်းကအဝေးကဟာကီမီကလုံးဝ recognition နဲ့ tight down နဲ့ကစားသမားပြောလို့ရတယ်။ကျွန်တော်ဟိုနေ့ကပြောခဲ့သလိုပဲ Liverpool တင်းရဲ့လက်ရှိအာနိုနေရာမှာအစားထိုးမယ်ဆိုရင်အာနို level မှာလက်ရှိမှာရှိနေတာဟာကီမီတကောင်မရှိတာ။ကျွန်တော်မျက်စိအမြင်အဲ့တော့ ရိုက်ဘက်နေရာမှာဟာကီမီရှိတဲ့ဒါကျွန်တော်တို့အသင်းသင်းနေနေတကယ်ကိုကြောက်ခမဲလီလီဖြစ်တယ်ဆိုတော့လုံးဝငင်းစရာမျိုးအဲ့တော့ဒီနေ့ပွဲစမှာဒါ PSG တင်းတဲ့ရှေ့ပွဲကလို့ဒါအသင်းလိုက်စူးစီးမှုဆိုရတဲ့ဒါ free flow ဒါကစားသမားတယောက်ချင်းစီတိုင်း individual skill တွေအသုံးပြုသွားတယ် Fabian Ruiz ရဲ့ twin goal ရဲ့တကယ်ကို classy အရန်ဖြစ်လုံးခဲ့တယ်လူမြင့်နေဟာကီမီကတော့ဟာကီမီပဲအဲ့တော့ဒီနေ့ပွဲစမှာစာကာတော့အကောင်းဆုံးကျူးစားခဲ့ပေမဲ့အရာမခင်ခဲ့တာကတော့တော်တော်လေးကိုနှမျောစရာကောင်းခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့မြို့တော်ပဲစိုးစိကမှု Paris Saint Germain PSG ကတော့ဒါကျွန်တော်တို့နောက်9နှစ်ကြာပြီးတဲ့နောက်မှာ ဒါကျွန်တော်တို့ Champion League Final ကိုထပ်တက်သွားခဲ့ပြီဖြစ်ပါတယ်အခုချိန်မှာခမကျွန်တော်တို့မေးကြည့် PSG နဲ့ Inter ဘယ်သူဖလားရမှာကျွန်တော်မေးကျွန်တော်လုံးဝအပြည့်မရှိပါဘူးဆိုတော့နှစ်သင်းလုံးရဲ့ဒါကျွန်တော်နီးပြလုံးဝညံကြီးရွှေနှစ်ယောက်ကွင်းထဲမှာတွေ့မယ်ပွဲစဉ်မှာ Simone Inzaghi နဲ့ဒါကျွန်တော်တို့ Luis Enrique တို့ရဲ့ Tactical Master Class ကိုတော့ဒါကျွန်တော်လက်ရှိကျွန်တော်မကောင်းမနဲ့မေလ28ရက်နေ့ထဲနဲ့မေလ22ရက်အခုမှ PSG ကောင်တဲ့ကြီးကျယ်တောင်းကျမ်းနေကျွန်တော်ဒီလောက်ကြီးပြောနေတယ်ကျွန်တော်ဒီလိုပြောနေတဲ့အချိန်မှာဟိုမှာလန်တလန်လုံးဒါကျွန်တော်မီဝမ်ဖောက်ပြီးအောင်ပွဲခတ်နေတာကိုတွေ့ရမယ်တော့ပါတယ်ဟိုတယ်လေးကနာပေါ်တော့နောက်ဆုံးတော့ Paris Saint-Germain အသင်းရဲ့ဒါကျွန်တော်တို့ဥရောပအောင်မြင်မှုကတပြည့်နဲ့တပြည့် Champion League အတွက်ဒါကျွန်တော်မျှော်မှန်းလိုက်တော့ PSG နဲ့ Inter Milan ဘယ်28ရက် PSG နဲ့ Inter Milan ကဒီလကုန်32ရက်နေ့မှာကံပဲလို့သိရတယ်မှာပါတယ်အဲ့တော့ Munich မှာ Bedu ဒါ Champion Supplier သွားမယ် Inter နဲ့ဒါတို့ရဲ့ Champion League ထဲကိုထပ်ပြီးတလုံးထည့်နိုင်မှာဒါမှမဟုတ် PSG သင်း Luis Enrique ကပဲဒါတစ်ချိန်ကဒါကျွန်တော်တို့သူ့အနေနဲ့ MSN ရဲ့ဒါအတွဲလိုပဲဒါလက်ရှိမှာဒီအတွဲဒီအုပ်စုအစုဖွဲ့ကို travel ယူပေးသွားနိုင်မလားဆောင်းတော့ကြည့်ရမယ်တဲ့မှာပါတယ်ဘယ်လိုပြော congratulation မှာ PSG အာဆိုတော့သင်ကဒီနှစ်မှာတော့ တလောက်ပဲဖြစ်သွားခဲ့ပါပြီ။လောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ voice လို့မှကျင်းလို့ဆိုတော့အပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်။များများ clip မှာမြန်မာနာဖြစ်ပါတယ်။အားလုံးကြိုးစားပါရစေ။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ ကျွန်တော်တို့တွေနောက်မှပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့အားလုံးမကြည့်တော့မှာတဲ့ကောင်းမွန်သောမနဲ့ကလစ်ဖြစ်ပါစုံမကောင်းတောင်းပြီးနေပဲတေးပါဗျာ